ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျွန်တော်ရဲ့ channel လေးကနေကြိုဆိုလိုက်ပါရနော်။ဒီနေ့မှလည်းဘလူးဇလန်လေးကို တင်ဆက်ပေးမလဲဆိုတာပရိသတ်များကစောင့်မျှော်အားပေးကြပါအောင်ရှင်။ဇလန်လေးမစတဲ့ခင်မှာကျွန်တော်ရဲ့ channel လေးကိုလည်း like subscribe လုပ်ပေးဖို့မမေ့ကြပါနဲ့နော်။ကဲဒါဆိုရင်ဇလန်လေးကိုစလိုက်တော့မယ်နော်။ဟောဒီတတဝါလောကဟာတက်ရှိထင်ရှားမြင်ရတဲ့လူတတဝါတွေနဲ့တက်ရှိထင်ရှားမမြင်ရတဲ့နတ်လောကသား ပရဝဉ္ကြီးလောကသားတွေရောရှက်နေရဲ့လောကဆန်တစ်ခုကသာအခန့်တင်လို့ကြုံကြရင်နားလေသွားနိုင်ကြတာပဲအများအဖြစ်အဲ့ဒီလိုထူခြားစမ်းချက်ဖြစ်ရများကိုတော့မုတ်ဆိုးရိအများဆုံးကြုံရတယ်လို့တာမန်ခီးသွာအရေးပေါ်ခီးသွာရှင်မန်းချက်ရှိ ခီးသွာများလည်းသွားရင်လာရင်ကြုံခဲ့ကြပူပါတယ်အချို့ကိစ္စရက်တွေကသိပ္ပံဤပညာနဲ့စေပညာကလိုက်လို့မမိသေးရမျိုးရှိနေပါသေးရဲ့စေပညာရှင်များကတော့ပြည့်နိုင်ခြင်းတေယောကြီးများနဲ့ အနည်းဆက်ဆောင်အဖြစ်ကိုကောက်ချက်ပေးနေစေပါပဲကျွန်တော်လည်းဒီကိစ္စတွေကိုဆက်ဆွဲလက်လန်းဆူဆူနေနေရုံချည်လို့တော့မဟုတ်ရသေးပါဘူးကိုကိုနိုင်ကစာရေးသူဆိုတော့တခါတခါအဖြစ်ဆန်းတွေကြောက်တွေ့ရရင် သိစေချင်လို့ရေးရတာပါကို့ညာနဲ့မမိသေးတော့လောကဖြစ်စဉ်စမ်းကြတာကိုစမ်းကြတယ်လို့ရေရိုတတပုံပွင့်နေလင်းပြောချင်တာပါအဲ့ဒီလိုနဲ့ဖျက်စမ်းချက်ချုံနဲ့ကျွန်တော်တို့ရင်ဆိုင်ပတ်ပင်းကြောင်ရတာပါပဲ။တနေ့ ျွန်တော်တို့တင်မောချင်းကိုတငယ်ချင်းတယောက်ရောက်လာပါတယ်။သူကလေတင်မောသားပဲနာမည်ကကောင်းညွတ်စိန်နဲ့ကျွန်တော်တို့တင်မောချင်းကတန်လိန်ရှင်နံချက်တီစိတ်ကမ်းမှာဒီတင်မောစိတ်ကမ်းမှာတဏီတော်ရှင်နံနဲ့ဆက်သွယ်နေရဲ့ကုံသွယ်မှုလုပ်ငန်းရောခရီးတဲ့ပို့ဆောင်ရေးလုပ်ငန်းပါပူးတွဲလုပ်ကန်နေရတာပါ မကြာခဏဆိုသလိုနိုင်ငံခြားရှင်းနံကုမ္ပဏီကရှင်းနံစိမ့်တင်တင်မောကြီးများမိတွေးတဲ့တင်မောကြီးများလည်းစိုက်ကတ်တဲ့စိတ်ကမ်းမှာ တငယ်ချင်းကောင်းညွှန်စင်က6ရင်နဲ့6မကလူကလေလူပေလူတိခမအရက်နဲ့အပြော့ပါများကြိုက်သလားမမေးနဲ့ရီးစားနဲ့အရက်ပလင်းတွေ့ရင်ဘသူ့ကိုရင်ဖန်နှမ်းမလဲလို့ကောင်းညွှန်စင်မေးရင်တော့အရက်ပလင်းကိုအရင်ဦးဆုံးဖန်နှမ်းပြီးတော့အချစ်ကလေးရဲ့အိုးအချစ်ကလေးရဲ့လို့တချင်းဆိုပြီးကမဲ့သူဟာကောင်းညွှန်စင်မှာပဲတနေ့မျိုးရဲကိုသွားကြပါတယ်အဝိုင်းခောက်ဆွဲဆိုင်မှာအရက်တူတောက်ကြပါတယ်ရှန်တပလင်းနီးပါကုန်ခါနေတော့စိုက်ကားငါပြီး မိုးရိပ်လမ်းစဉ်ကိုလာခဲ့ပါတယ်။မိုးရိပ်လမ်းစဉ်ရောက်တော့စိုက်ကားပြန်လုပြီးတင်မော့စင်အရောင်ကုန်းချရှောက်ဖို့ပြင်ကြပါတယ်။အထဲလမ်းကိုပြင်မရင်ဝင်ခွင့်မရှိဘူးလေ။ဒါနဲ့နှစ်ယောက်တော့မူးရိုင်မူးရိုင်နဲ့ရှောက်လာခဲ့ကြရကညာပိန်းနဲ့ပင်ကြီးအောက်ကလေးရှောက်ရော ကောင်းညို့စင်ကစီးသွားခြင်းနဲ့ဆိုပြီးလှုပ်ပါတယ်။အဲ့ဒီမှာကျွန်တော်ကဝင်သားရပါတယ်။ကောင်းညို့စင်ဒီဝင်းချင်မှာစီးမသွားနဲ့အချားညာရောက်မှသွား။ဘာ ဘာဖြစ်လို့လဲတားမြင်နေမလားမဟုတ်ဘူးအကြောင်းရှိလို့ပါလာပါဟိုဘက်ကျမှပောက်ပါမလို့မတော်စီမတော်ရကန့်တန်နေမြင်မဟုတ်ရင်ဟောဒီလိုသွားတယ်ကွာဘာဖြစ်လဲကဲလူကလည်းလူရွတ်မှတကယ်လူရွတ်ပါဗျာပြောရင်တန်လန်ကနေမူးနေတော့ပဆို့ဆက်လက်ခွင်းတိုင်းလိုက်ရောအချိန်ကမှောင်ရဖြိုးပြဒီဝင်းချင်လမ်းမှာပြင်ပခေးသွားလုံးဝမရှိပါဘူး ကတ်တရာလမ်းရေးညာဘက်မှာရေနံချက်ဆက်ရုံဝင်းချရှိပြီးလမ်းရဲ့ဘဲဘက်မှာတော့လေကွင်းပြန့်ပြောခြင်းနဲ့ကလားတဲ့မြန်မာတဲ့လင်းငါလုံးဟုတ်တစုတစုဒါပဲရှိပါတယ်ဟာဟာကောင်းညစိန်ဒီဝင်းချမှာအဲ့လိုမတော်တရမလောက်ရဘူးဟာလူမရှိရဲ့လမ်းမမှာပစိုးကွင်းတိုင်းတာဘာဖြစ်လဲဝင်းမောင်ရဘာဖြစ်လဲဘာဖြစ်လဲကွာပြောင်းဖွီးဟဲ့ကောင်ဟိုဟိုလည်းမကြိုက်ဘူးဟာ မလုံပါနဲ့ကွာဘသူမကြိုက်တာလဲစက်ယုံမှုလားရုံပိုင်းလားခတ်တော့ခတ်နေပါပြီဒီလိုလူရွတ်လူပိကိုနားလည်အောင်ပြောဖို့ကစက်ကလုံးရှာမရကောင်းညို့စိအေးဘာဘာလဲကွာတောက်တော့ဘူးရယ်နဲ့အိုးမကွာသူ့မကွာသူဟာအရက်ပလင်းကိုကိုင်ပစိုးကွင်းတိုင်းနဲ့စီးကော့ပန်းမလို့လုပ်နေရနဲ့သူ့လက်ဆွဲပြီးအထင်းခေါ်ပေမဲ့ သူကရုံးကတုံထုံနေပါရင်ဟဲ့ကောင်ကောင်းရုပ်စိန်ဒီဝင်းကျင်အပိုင်ဆိုင်တွေကဒါမျိုးမကြိုက်ဘူးကွာမင်းဒုက္ခရောက်မှဆို့လို့ပြောတာဟိုရှင်နာရောက်မှပေါက်ပါကွာလာပါ No no very sorry တော်ကြီးမြိုင်လေမရတော့ဘူးကွာမင်းရဲ့တော်ပါညာဆိုင်တွေလဲငါလုံးဝခင်မဆိုင်ကောင်းရုပ်စိန်ကွာအီယာရီမြေရိုးတလျှောက်ကျန်းတဲ့နေရာတွေမှာတာ ဒီထက်ကြမ်းခဲ့တဲ့ကောင်သွားလျော့ဟေးဟေးဟေးဘလို့မှပြောလို့မရပါဘူးဗျာသူဟာညာပိန်းနဲ့ပင်ကြီးရဲ့အရေးကြဝင်းချင်မှမတ်တရက်ပစိုးကွင်းတိုင်းနဲ့တဟရဲလို့ကျွန်တော်ကတော့ဒီလေတော့ဝင်းချင်က မောင်နှမဝိညာဉ်သားများကွင်းမိုင်တောပိုင်များကို ခွင့်လွှတ်ဖို့ဗစက်ကတောင်းပန်ရတာပေါ့အဲ့ဒီလိုကျွန်တော်တောင်းပန်လေသူကကျွန်တော်ကြည့်ပြီးချေလိုက်ပါ အကြောင်းရှိလို့ပါဒီကိစ္စက ကောင်းမြတ်စိန်လို့အထက်သားမသိဘူးလေကျွန်တော်တို့ကတော့ဒီတေတာဝင်းချင်မှာအနှစ်40နီးပါးနေလာခဲ့တော့ဒီတေတာဝင်းချင်ရဲ့တဘာဝအထာများကိုသိနေရပေါ့ဒီဝင်းချင်ဟာအင်္ဂလိပ်ခေတ်တုန်းကအေယာမတောနယ်ကြီးတောနယ်ကြီးနှစ်ဘေးမှာပင်လယ်ဝါမြေသုံးဆိုင်ရှိနေပါတယ်အင်္ဂလိပ်အစိုးရအောက်မြန်မာပြည်တိမီနောက်ပိုင်းဒီတောနယ်ကြီးကို ရှင်းလင်းလို့ BOC ရင်းနှီးချက်ရုပ်ကိုစတင်ခဲ့ပါတယ်ဒီရရောက်တက်တော်မူကန္နာဝင်းချင်မှာ လူတို့မပေါက် လူမသွားချေတဲ့တင်းပေါတော်နဲ့တဏီတော်ကြီးကလည်းစေမိုင်ဝင်းချင်မကထူထပ်တိတ်သီးစွာရှိနေနေရပါ ပြောရရင်ဒီဘက်ခေရောက်တဲ့အချိန်အဲ့ဒီတော်ကြီးဟာရှိနေတော့ပါအခုဆက်ရုံတင်မြတိဆောက်ခြင်းပန်းလိုက်ခောက်ကွင်းနဲ့ဆက်ဆက်ခြင်းရှီဟောင်းတင်မောပြတ်မှာရှာဖွေခြင်းလုပ်ငန်းတင်မြတ်ကြောင့်အထင်ကရဒီရောက်တဲ့တော့တင်ပေါတော်တဏီတော်ကြီးပြောင်းသလင်းခါသွားခဲ့ဖြစ်ပါတယ်အဲ့ဒီတော့နဲ့ထဲမှာကျွဲရရွှေရှိပါတယ် 1980ဝန်းကျင်ထိကျွေးရများရှိနေခဲ့ဥပါတယ်။တက်မြောက်တကောတော်ကြီးမှုအခြားသားငယ်များလည်းရှိပြီးကွင်းမိုင်တော်ပိုင်းအမည်အမျိုးမျိုးနဲ့နာမည်ကြီးရဲ့နေရာကျန်းကြီးခမအင်္ဂလိပ်ဆိုရာလက်ထက်ကလေးကချက်ဒီတင်မောစေကန်းကရှေ့နေရလို့သိရပါတယ်။အခု1960နှစ်ဝန်းကျင်အစပြီးမြန်မာနိုင်ငံသားပိုင်ဘဝနဲ့လုပ်ငန်းတွင်ကျန်နေရပေါ့တော့ဘလောင်နာမည်ကြီးတလဲလို့အထဲမှာတော့တစ်ပင်ဝါပင်တစ်ပေါင်းပင်များရှိတော့ဘိုးချုပ်ကြီးွာ ကလာကောင်ဒါကစိတ်ချင်းစားရရွှာများရက်ခွက်များကထင်းခုတ်ဝါခုတ်တင်ပေါင်းပိုးရှာကြက်တလို့လုလို့ရတဲ့တော့ပါပဲအခါချင်းဝေးပေးစရာမလိုဘူးခုံနိုင်တော့ကတရွာလုံးကြက်တလို့ခုတ်မကုံနိုင်ဘူးလေမိချောင်းလဲဝင်နေတော့အဲ့ဒီဝင်းကျင်ကလေသမားတွေဆိုရင် စပားရှိတဲ့ပြီးတာနဲ့အဲ့ဒီတောနဲ့တဲကိုကျွဲတွေမောင်းအပ်လိုက်တာပဲအပ်ပုံကဒီလိုပြခတော်ဘွဲတဘွဲပေးပြီးတောဆောင်မောင်နှမကိုတော့ နောင်တော်ကြီးနဲ့အမတော်ကြီးကျုပ်တို့ကျွေးနွားမြောက်မိုးမကြမီတောထဲမှာအပ်ပါရင်မပြောင်မရှောင်စောင့်ရှောက်ပါအဲ့ဒီလိုပြောပြီးအပ်ပါရင်ပြီးရင်တောထဲကိုကိုယ့်ရဲ့ကျွေးအုပ်ခလောက်အမှတ်သားလုပ်ပြီးလွတ်လိုက်ကြုံပါပဲအဲ့ဒါကျွေးရကမောင်ရာနဲ့ချီပြီးတောထဲဝင်သွားကြရလိမ့်ကွင်းထဲမှာနှွေးစုံအစာမြက်ရောရေပါရှားပါတာကိုတောထဲမှာတော့ရေအားရေကန်ကြီးတွေရောတည့်ရဲဝါရိတ်တွေနဲ့ဟိုအတွင်းထဲမှာ မျက်စားချက်ခွင်နေရှိတယ်မဟုတ်လားအဲ့ဒါကျွဲတွေကအဲ့ဒီတော့တဲ့ရှာစားကြရောမိုးကြခါနေရောက်ရင်တော့လက်ဖက်ပွဲကြော့ပွဲကြက်ဥပြုတ်အမွေးနဲ့တာနဲ့လှူရန်ပင်းမြောက်ပြီးမိုးလည်းကြပါပြီလဲလှုပ်ချင်လဲနီးပြီဖြစ်တာမို့ကျွန်တို့အနံ့ထားတဲ့ကျွဲနှွားများအောင်တောပြင်ထုံ၍အိမ်ရောက်ပို့ပေးပါခမညာအဲ့ဒီလိုပြောလိုက်ရင်အရန်အောင်အောင်စရာကောင်းတာပဲဗျာကျွဲအုပ်ကြီးတောရရထွက်လာရောအိုး ခလောက်တန်ညံနေရနှာမုတ်တန်ကျွဲတော်တန်ကိုညံနေရပြကျွဲတွေဟာတဆုံတူကမောင်းထုတ်လိုက်တယ်လို့အာလုံးထွက်လာကြတာအဲ့ဒီမှာကျွဲပါရှင်းလေသမားကကိုကျွဲကိုရဲ့အမတ်သားနဲ့ကိုရှာရုံမဲ့လီအများအပြည့်ကျွဲများဟာထူးဆန်းစွာပဲကိုတဲကိုပြောင်းဝင်လာကြတာပဲခမတော်ထဲမှာဘသူမှကျွဲခုမတက်ရဘူးကျွဲများခိုးဖို့တက်ဖို့ပေါ်ဖို့ကြိုးစားရင်အဲ့ဒီတော်ထဲမှာတင်ကျွဲရိုက်ခတ်လို့ဖြစ်စေမွေကိုက်လို့ဖြစ်စေ မိချောင်းကိုက်လို့ဖြစ်စေအသေးဆုံးနဲ့တေးချရတာအဲ့ဒါဘသူမှမလုပ်ရဲကြဘူးလေအကျန်းကိုထူးဆန်းပါလေအဲ့ဒီတော်တွေကိုကစ်ခုတ်ဝါခုတ်ဝင်ရင် မောင်နှမကိုစာအုပ်စာပြလေးစွတ်ပြီးဝင်ရပါလေကြောက်ဥပြုတ်လေးတောင်းဝင်ကိုယ်စင်မှာတင်ပြီးဝင်ကြပါလေအဲ့ဒါဘေးရန်ကင်းချင်တယ်လို့ယူဆကြပါတော်တွေမှာကြွေရည်တွေလည်းရှိပါသေးဒါပေမဲ့ကြွေရည်များဟာဟိုးအဝေးကြီးတော်တွေမြက်ခင်းထဲမှာနေကြတော့ထင်းခုတ်သူများကို လုံးဝနှောက်ယှက်မပေးခဲ့ကြပါဘူးတခုတော့ရှိပါသေးအဲ့ဒီတော့ကအထဲကိုရောက်ရင်တချင်းဆိုတာမကြိုက်ဘူးအဝင်မှာလေးချနာမကြိုက်ဘူးခါတောင်းကြိုက်ဝင်တာမကြိုက်ဘူးဓာတ်တိုက်ကဝင်တာမကြိုက်ဘူးတမရီဆောင်ချစ်တဲ့နော်တာမကြိုက်ဘူးအရက်သေးဆောင်တောက်စားတာမကြိုက်ဘူးဒူးပေါ်ပေါင်ပေါ်နေရဝင်တာလုံးဝမကြိုက်ဘူးဘယ်သူမကြိုက်လဲဟုတ်လားတောဆောင်မောင်နှမပဲပေါ့အဲ့ဒီလိုသူတို့မကြိုက်တာမျိုးတခုခုသွားလို့မရင်လား တော်ထဲမှာတော့မျက်စိလဲရင်လေဒါမှမဟုတ်မွေစုံးနဲ့ကြုံရင်ကြုံဒါမှမဟုတ်ရင်တော့ကြွရအလိုက်ခံရရောအထဲမှာပေါ့ဗျာမယုံနဲ့ကိုတောက်ကြတော့ထင်ကုန်ဖဲအရက်တောက်ပြီးညင်ညင်ညံညံဆဲရီတိုင်းတော့ကြပါရောဘာကြလေကြွရနှကောင်ဘေးကနေဘလို့ရောက်လာမှမသိဘူးဝင်ခတ်လိုက်တော့ကိုတောက်ကြပန်းလိုက်နေငဝင် ပွဲချက်မီရောတေရောဒါကြောင့်ဒီကွင်းဒီတော်ဝင်းချက်မှာဘသူမှပမာမခံ မတော်တရောမလုပ်ရဲကြအောင် မလောက်ကြပါဘူးမောင်နှမဆိုတာဒီလိုနောက်ခံတမိုင်းနေပြမောင်နှမနှစ်ယောက်ကအသားညွညွနဲ့ချောကြပါတယ်အသက်ကလည်း20နှစ်ဝန်းကျင်တွင်ဒီတော့မှထင်းငုံကြတာပါမောင်နှမနှစ်ယောက်တဲချစ်ကြတယ်ဆိုပေမိဘများလည်းမရှိကြအောင်မောင်ညိုနဲ့မေညိုလို့အများခေါ်ကြပါတယ်ညိုလုံးလို့ကလားမောင်နှမလို့တော့အချက်ကစားကြပါတယ်မောင်ကြီးအကိုလှုပ်သူကလည်းမိမမရှိဘူးနှမလှုပ်သူမေညိုကလည်း အိမ်နာမပြုတ်ဘူးအိမ်နာပြုတ်ရမှာကို ရှက်တယ်ဆို ခမညာအဲ့ဒီလိုအရှက်ကြောက်ကြည့်တာပါအဲ့ဒီလိုနဲ့တော်ထဲမှာတင်မောင်းသားအခုတ်သွားရင်အကုတ်လုတ်သူနဲ့မောင်နှမလုတ်သူတို့ကသူတို့ကြည့်ဘူးလေဆက်တဆက်တွေကနှစ်ပါးသွားအချက်တချင်းကို ပြင်းပြင်းနဲ့အဲ့ဒီတော်ထဲမှာစုံမိကြအောင်လေမောင်ကြီးတလေနှမတလေစို့ကြတာအချက်တချင်းနဲ့စို့လို့လေပြီးမိုးမောင်ကြီးကလေပြင်းများကြပြီးတော၆တန်တော၆တန်များကြာရလို့ပြေးလိုက်ကြတာ အဲ့ဒီမှာကျွဲရအုပ်နဲ့တိုးပြီးအခက်ခံရလို့အသက်ဆုံးရှုံးသွားကြရပါတယ်။ရွာသားတွေလူစုလိုက်ရှာတော့အချို့တော့ခေါင်းတဆစီဖြစ်လို့အဲ့ဒီတုန်းကအဝေးကနေကြားကြောင်းမြင်ကြသူများကသူတို့မောင်နှမရင်တက်ရှင်းဆိုတန်းကြပြီးမကြခင်အဲ့ဒီလိုဖြစ်စိုးနဲ့ကြုံသွားကြရလို့ပြောပါတယ်။အချို့ကလည်းလူတန်တချမ်းတန်ကြောင်းအစာရှာထွက်တဲ့ကျွဲရအုပ်နဲ့ပတ်ပင်တိုးပြီးကျွဲရခတ်လို့တေရလို့ပြောကြပါတယ်။ နောက်ဆုံးတစားစီဖြစ်နေတဲ့အသားရိုးမြောက်ကောက်ပြီးအဲ့ဒီတော်တွေကညောင်ရင်အောက်မှာမြုပ်ခဲ့ကြပါတယ်။နှစ်ပေါင်းကကြာလာပြီဖြစ်တဲ့နောက်ခါသမိုင်းမှာအချို့ကပြောတော့မူကွဲတစ်ခုမှပိုထီလို့ဆုံးသွားကြတာတဲ့။နောက်ကာလကြတော့ဒီတော်နဲ့ဝင်းချင်းကိုသူတို့မောင်နှမစောင်းရှောက်နေဆိုပြီးတောဝင်သူတိုင်းလေလုတ်သူတိုင်းစားပွဲနဲ့စောင်းရှောက်ဖို့နေရာပေးခဲ့ကြပါတယ်။လိုအပ်တယ်လို့စောင်းရှောက်လာပါတယ်။ဆဆောကပြောခဲ့တဲ့ သူတို့မကြိုက်တဲ့အရှက်ကြောင့်မဲ့တာမျိုးမလုပ်ခဲ့ရင်မော့လုပ်ရင်တော့လုံးဝတီးမခံဘူးဒီအချောင်းကိုကျွန်တော်တို့အဆက်ဆက်ကြားဘူးကြုံမပြောခဲ့ဘူးလို့ဟုတ်တော်ရှိမဟုတ်တော်ရှိဒီနယ်မြေဝင်းချင်မှာမတင့်လျော်ရာရှုံရင်ကြမ်းကြုတ်တဲ့အပြစ်မှုများကိုမလုပ်ကြအောင်ရှောင်လိရှိပါရင် အခုတငယ်ချင်းတင်မော်တာကောင်းညွတ်စိန်ကပဆိုးကွင်းတိုင်းအရှက်ပလိကိုမော့ပြီးကော့ပန်းနေရောသူ့အတွက်ကြံဖန်စိုးရင်သွားခဲ့ရတာပါ စီးသွားလို့ပြီးတော့တရင်တိုင်းသူ့ကိုတွဲပြီးနိုင်ဝက်လောက်ရှာရအောင်မယ်တင်မော့စိတ်ရှိရာကို အရောက်လာခဲ့ရပါတယ်ညကတော့မှောင်မဲနေရပဲအဲ့ဒီလိုသူ့ကိုတွဲခေါ်သွားနေချိန်မှာနောက်ကနေလူအပြေးလိုက်လာတဲ့ခြေတံမျိုးကြားရလို့လှည့်ကြည့်လိုက်တော့ဘသူမှမရှိဘူးလေတခါရှေ့ဆက်သွားပြန်ရောတောက်ခောက်လိုက်တဲ့အတံမျိုးကိုမမျော်လင့်မဲကြားရပြန်ရောဒါနဲ့မေးရရောကောင်းမျိုးစိမင်းတောက်ခောက်လိုက်တာလားဟဲ့အင်း ဖះပြန်ဘသူများပါလေနောက်မှလည်းမတွေ့ရဘေးဒီမှလည်းလူမတွေ့ရဒီညာထူးခြားလှချေလာအဲ့ဒီလိုနဲ့ပြေးလိုက်လာတဲ့ခြေတံမျိုးကြားလိုက်တောက်ခေါက်တံကြားလိုက်ဖြွေခနဲ့ထွေခနဲ့သရွေထွေတံမျိုးကြားလိုက်ရနဲ့လာလိုက်တာကိုယ်ကိတ်ကိုရောက်တော့မှကားကြောင်ရတာနဲ့ကားကြောင်နဲ့တင်မော့စိတ်ကိုရောက်လာခဲ့ရပါတယ်တင်မော့ပေါ်ရောက်ရောအဲ့ဒီမှာပြက်တနာနဲ့ကြောင်ရတော့တာပဲကောင်းညွှန်စိန်ပေါင်ကြအောင်လို့တဲ့ ူဟာပခတ်ဆင်းပေါ်မှာလူးလိမ့်နေပါတယ်။ဘာကြလဲပြမယုံမသိစကားကြီးနေရှင်းမှာပဲသူ့ရဲ့မွေးရပါရှောင်းကိုင်းပြီးကြီးထွားလာလိုက်တာ ပေါင်နှချောင်းဆေးလို့တာမရတော့ပေါင်နှချောင်းကိုကားထပါတယ်။ကပ်ပဲအိမ်နဲ့ရွှေပန်းလိမ့်တန်းဟာအကြီးကြီးဖြစ်ပြီးတင်းဖောင်းနေပါတယ်။သင်းမော့စလင်အုပ်ကြီးအဝင်းအောင်နဲ့ကျိုးချီတက်ကစီထိုးလှုပ်သားများလေမကြုံစဘူးမမြင်စဘူးမို့ကြောက်လန့်ဆုံးရင်သွားကြတာပေါ့။ကောင်းညွန့်စင်ဟာ ကြိုက်တယ်နားတယ်စီးတွားလို့မရဘူးနဲ့ကျွဲလုံသွားလို့អော်နေရပါတယ်။နောက်ဆုံးဆေးကောင်ကနဲ့အမြန်ပို့လိုက်ရပါတယ်။ဆေးကောင်ကဖြစ်ချောင်းကိုစင်ပြီးတော့ကျွန်တော်ကလမ်းခင်ညောင်မင်းအောင်ဝင်းချင်မှာစီးကော့ပန်းတဲ့အကြောင်းပြောပေမဲ့ဆရာဝန်ကအစိတ်ရှိတဲ့ပိုးမွားတာမှမဟုတ်ရားရံစီတဲ့ပစ္စည်းနဲ့ထိမိလို့ကောက်ချက်ချပြီးစားစီထိုးစီများနဲ့ကုသပေးလိုက်ပါတယ်။ကောင်းညွတ်စင်ရဲ့ယောဂါကထူးခြားမလာခဲ့ပါဘူး။ အရာလဲမကြောက်ဘူးကျွန်တော်အိမ်မှာအရေးပေါ်ခေါ်ထားရပြီးဆေးခန်းမှာနေစဉ်ဆေးခန်းမှာနေတိုင်းစိတ်ထိုးယောဂအခြေအနေအားပိုဆိုးလာပါတယ်စိတ်တဆက်ကြဖို့ရှိမျက်ရည်ပေါပေါကြအောင်အုံငုံနေရပါတယ်ဒီအကြောင်းကိုကျွန်တော်အတိခိမ်မှုကြီးဆရာဆိုကြားသွားပြီးတနေ့နနအိမ်ကိုရောက်လာခဲ့ပါတယ်သူ့အကြောင်းဆိုပြောပြလိုက်တော့သူကလူနာကောင်းညွတ်စင်ကိုကြည့်ပါတယ်နောက်သူ့ပြန်သွားပါတယ်နိုင်ဝက်လောက်ကြတော့ခိမ်မှုကြီးဆရာဆိုနဲ့အတူအသက်90ခန့် ရှောင်းတစောင်းနဲ့အဖို့အတူဒီတငယ်ပါပဲဆရာကြီးကျေးဇူးပြုပြီးစစ်ဆေးပေးပါခမညာအဖိုးကြီးရဲ့နာမည်ကအဘဥရှင်မာတင်နဲ့စိတ်မာတင်မဟုတ်ဘူးနော်ဘေးရင်ဆရာပယောဂဆရာကြီးတဲ့နာမည်ကြီးလို့ပြောပါတယ်အဘဥရှင်မာတင်ဟာတငယ်ချင်းကောင်းညွတ်စဉ်ကိုတတိယမင်းမြတ်စစ်ဆေးပြီးကြောက်တင်ဖို့တစ်ချက်ပေါ်မှာနိမ့်နံစာတာကိုစစ်ဆေးပါတယ်ပြီးတော့သူ့ရဲ့နည်းပညာနဲ့ဖျားရှင်မှာအာယုံခံပြီးခေါင်းတငိမ့်ငိမ့် ခေါင်းတခါခါချော့ပြောလိုက်တောက်ခေါက်လိုက်လုံနေပါတယ်အတန်ကြာတော့တာဒုတာဒုလို့ပါဇက်ကပြောဆိုပြီးမဝင်းမောင် ခမည်းအဖမင်းရဲ့တငယ်ချင်းကမကြိုက်တာတွားလို့ခဲတာကိုကွယ်အမင်းရှိပါအဖခမည်းအဲ့ဒီဝင်းချင်းဟာမောင်နှမကွင်းဆိုတာမင်းတို့မသိဘူးလားသိပါတယ်အဖသိရတဲ့နဲ့ဘာလို့သူတို့မကြိုက်တဲ့ကိစ္စတွားလို့ရတာတော့ဒီ ီကောင်ကအယုံကြည်မရှိဘူးအပါကျွန်တော်တားမြစ်သတိပေးပြင်မယ်သူကလုံးဝလက်မခံဘူးဒီလိုလားဟေ့တငယ်နမဲဘသူကောင်းညွတ်စင်မှာပါမောင်ကောင်းညွတ်စင်ပြားပြားအတေးပါပြီပြားအာမင်းကမယုံကြည်ဘူးဆိုကွအာအမလေးပြားအာအာအမေအာဒီမှာတငယ်မင်းယောဂဝေဒနာကို ခေပေါ်စင်းနဲ့စက်ကူသွားမလားဒိုနီမြမနီနဲ့ကုပေးရမလားမင်းကကရက်ကရှင်ပြောကြတဲ့လို့လှုပ်ပေးပါအဘာအာဆရာကြီးခမညာအာအမလေးပြစီစီသွားခြင်းနဲ့ဗျာအာကောင်းညွစိန်ထားလို့မရပါဘူးပေါင်နှချောင်းကိုကားထပါတယ်ဆရာဝန်မိတ်ဆွေကအိနိုင်ရရောက်လာကြည့်ပေးပေးမယ်ဘလို့မှစိတ်မတို့လို့စိတ်ရောက်တင်းတင်းကြောင်းပြောပြပါတယ် ကားမျိုးစိန်ကစေးရုံလည်းမတက်ချင်ဘူးစေးရုံရောက်ရင်ဆီယာမိုင်နဲ့တွေ့ပြီးမျက်နှာပြရခတ်နေလို့အခုတော့အိမ်ကြီးနားချင်းများကြပြီးအံ့ဩကြလို့လလသတင်းပေးနေရသူ့အတော်ဒုက္ခရောက်ပြီးတေတာတေးချင်ပါပြီလို့ညီးနေပါတယ်မောင်ဝင်းမောင်ခမညာအဖအဖမောင်နှမကိုမြေတားရက်ခန့်ထားတယ်ဒစိမ့်နေစိမ့်မို့ပါမတိနားမလဲလို့မစင်မကျင် ပြုလုပ်မိတာပါသားတို့သမီးတို့ တချိန်တခါမသိလို့လုံးမိသူခွင်းလို့ကြပါလို့မေတ္တာရက်ခံထားတယ်။အခုချက်ချင်းလက်ဖက်တပွဲကြောက်ပြုတ်နှလုံးအမွေးတိုင်များနဲ့သူ့မတော်တရားလုပ်ခဲ့တဲ့နေရာဝင်းချင်းမှာပြောဆိုတောင်းမှန်ရမယ်။သူ့ပါလိုက်ရမလားအပေါင်းသူကိုယ်တိုင်တောင်းမှန်ရမှာပေါ့။ဟုတ်ကဲ့ခမဒါနဲ့အမေကိုလိုအပ်တဲ့ပစ္စည်းများအရေးပေါ်စီစဉ်ခါမီပစ္စည်းလေးစုံရောဆွဲခြင်းနဲ့တည်း နင်းလဲတစည်းပေါ်လူမမကြီးကိုစောင်းနဲ့ပွေ့တင်ပြီးအပဆရာကြီးပါခေါ်လို့ထွက်လာခဲ့ပါတယ်။ခေဝါရောက်တော့ခေမူးဆရာဆိုပြောလိုက်လို့နင်းလဲကိုညောင်ပိနေပင်ဝင်းကျင်အယောင်မောင်းချလာပြီးလူမမဝေဒနာတဲ့ကို ပွေတွဲထူကချပြလိုက်ပါတယ်။အဲဒီနောက်အပဆရာကြီးဥရှင်မာတင်ကလက်ဖက်ဘဲဥအလင်းတိုင်နဲ့အမွေးလိုက်များထုံညစ်ပြီးမြေတားရက်ခံလိုက်ပါတယ်။ကောင်းညော့စိန်ခမည်းအဖ ငါတိုင်ပေးတဲ့အတိုင်လိုက်စို့ဟုတ်ဟုတ်ကဲ့ခမအာမောင်နှမတို့ခမမောင်နှမတို့ခမကျွန်တော်နောင်တော်တို့မောင်နှမဆောက်ရှောက်တဲ့နေရာဝင်းကျင်မှာမတင့်လျော်တော့အပြုတ်မှုများမူးယူရပြုတ်မိပါရင်တကြိမ်တခါအမားမို့တီးခန့်ခွင့်လို့ပါလို့စားဖွဲ့များနဲ့တောင်းမှန်ပါလေခမကိုင်းတားတို့တမီးတို့ဆောက်ရှောက်လက်စားနဲ့ ဆက်လက်ဆောင်ရှောက်ကြပါဗျာ။အဲ့ဒီလိုပြောဆိုတားမှတ်ပြီးအိမ်ပြန်လာခဲ့ကြပါလေ။အိမ်ရောက်တော့အဖဆရာကြီးဥရှိမာတင်ကရေတခွက်မှန်းမုံလို့ဖျားဆီတရားဆီတန်ငါဆေးလို့ပြောပြီးဖြစ်နေတဲ့အနာပေါ်ရေမမ်းမဲ့တောက်ချပေးပြီးရေမမ်းကိုတိုက်လိုက်ပါရင်မကြခင်ကောင်းညွစိန်အိမ်မောကျသွားခဲ့ပါလေ။ဝင်းမောင်ဝင်းမောင်တငယ်ချင်းဟဲ့ဝင်းမောင်လူလေနင်းတငယ်ချင်းနိုးလာပြီးခေါ်နေ ။လာပြီလာပြီကောင်းညွတ်စိန်မင်းတို့ပြီလားဘာလို့ရှင်းလို့လဲ။ငါစီးသွားချင်လို့။ဟေးစီးသွားချင်လို့ခဏလေးခဏလေးမြ мян လောက်ပါကွာ။အဲ့ဒါနဲ့သူ့ကိုပွေထုတ်ပြီးစီးခွက်လေးထိုးခံပေးလိုက်ရောသွားလိုက်တဲ့စီးတွေများတလန်ဟောပါပဲ။ခွက်ကိုပြေးရှံသွားတာပဲ။အဲ့ဒီမှာထူးဆန်းစရာကောင်းတာကဗျာ။9မိနစ်ကြာ3ခါလေးစီးတွေလည်းသွားပြီးရောအေးရမှာကြီးထွားရောင်ကိုင်းနေရဲ့ကပ်ပဲအိတ်ကြီးနဲ့လိန်တန်းဟာ တက်ဖြည်းဖြည်းရှုံ့ရှုံ့ပိတ်သွားကြလိုက်တာ မကြမီနှကိုမွေးရပါအတိုင်းပြန်ဖြစ်သွားပြီးကျုပ်တို့ကငုတ်တို့ထထနာလာပါလျောထူးဆန်းတဲ့ဖြစ်စဉ်ကိုကြည့်ပြီးကျွန်တော်ရောသူရောအမေရောဝမ်းသာလုံးလို့ဗျာမကြခင်အေဂျီနာချင်းမြောင်ရောက်လာပြီးတက်တာသွားပြီဆိုဗျအေးတက်တာသွားပြီဗျဟာဟာဟာတဘောပေါ့ပေါ့ဆရာရေအချို့နေရာဒေသတွေကထူးခြားစမ်းချက်ဖြစ်စဉ်ဖြစ်ရတွေရှိတယ်ဗျ ရှုံးမိလားအေးဗျာတကယ်အံ့ဩစရာပါပဲဗျာအခုမှပဲငနေသားရဲနိုင်မောနိုင် ပြောနိုင်ဖြစ်လာပါတယ်ဝမ်းသာလွန်းလို့ဗျာဝင်းမောင်ဘာလဲကောင်းညွတ်စိန်ငါအိပ်ပျော်နေချိန်မှာအိမ်မက်ဆန်တစ်ခုမှတ်တယ်တငယ်ချင်းအိမ်မက်ဆန်ဟုတ်လားဘာအိမ်မက်ဆန်လဲကောင်းညွတ်စိန်ရအိမ်မက်ထဲမှာအသားညိုညိုယောက်ျားရှောင်းတစောင်းနဲ့ အသားညုံညုံမိမချောချောတို့တွေ့ရတယ်။အရွယ်ကောင်းလူချောတွေပဲအလုံးရင်ကျေပြီးရှေးကြလာတဲ့အရက်အဝက်စားတဲ့နဲ့ကွာ။သူတို့ကမောင်နှမတဲ့ငါ့ကိုသူတို့မောင်နှမဘာပြောသွားလဲသိလား။လူဟာရင်ကျေရတယ်အသိပညာရှိရတယ်တဲ့။လူဟာတလိမ့်ဆန်နေမဟုတ်ဘူး။နောက်ဆုံးတစ်ခွဘာပြောသွားလဲသိလား။ပြောပါတငယ်ချင်း။အဲ့ဒီတစ်ခွကအရန်ကိုအတိနာစေတဲ့စကားကွာ။ ဘလို့ပြောသွားလို့လေကောင်းညွှန်ဆိုင်ရကျွန်တော်အပါဝင်အိနီနာချင်းများအလုံးကောင်းညွှန်ဆိုင်ရဲ့အိမ်မက်ကနောက်ဆုံးစကားကိုငင်းနေနေကြဆင်းပါပြီခမရလူစစ်စစ်ပြာအဆက်တရာရှိစမ်းပါဟင်အိုးအဲ့ဒါလို့ပြောတတ်တယ်လားဟုတ်ပါဗျာတငယ်ချင်းသဘောပေါက်ဖို့ကွာဒိုးတတလောကဝင်းချင်းမှာလူရဲ့တရဝရဲ့ အလင်းရဲ့တဘာဝအလတရားရဲ့ရှိတာမဟုတ်ဘူးကောင်းညွန်စိန်ဖះရှင်ကိုတော်မြတ်ကြီးဟောကြားခဲ့တယ်လို့32ပုံသားတွေရောပြုံနေထိုင်ကြတာအဲ့ဒီမှာမမြင်ရတဲ့ပုံကုများနဲ့အတူပရဝိညာဉ်သားတွေရှိနေကြတယ်အဲ့ဒီထဲမှာ အချို့သောပရဝိညာဉ်သားတွေကအဆက်တရားနဲ့သူတို့လောကဘုံဘဝကိုစောင့်ရှောက်ထိမ့်သိမ့်နေကြစေပင်မင်းတို့ငါတို့ကလူပါလူဆိုတော့ပညာအသိနဲ့ရက်တည်နေရတဲ့တက်ရှိပါ မင်းတို့ငါတို့ဟာသူတို့ထံအဆက်တရားကိုပုံမထိနေရှောက်ရှောက်သွားမယ်ဆိုတာဒီနေ့အစပြီးနားလဲပါတော့တငယ်ချင်းဟာပြိဿများရှင်အခုတင်ဆက်ပေးခဲ့တဲ့စလန်လီကတော့ဒီမှာပဲပြီးဆုံးသွားခဲ့ပါပြီနားဆင်အားပေးခဲ့ကြတဲ့ပြိဿများအလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်နောက်မနေ့ဒီမှာလည်းဘယ်လိုစလန်လီကိုတင်ဆက်ပေးမလဲဆိုတာပြိဿများကစောင့်မျှော်အားပေးနားဆင်ကြကြပါအောင်ရှင် စလန်လေးကိုနားဆင်ပြီးပြီဆိုတော့ကျမရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့မမေ့ကြပါနဲ့နော် ကျမတို့ channel လေးမှာတင်ဆက်ပေးနေတဲ့စလန်မြောက်နားဆင် ပရိသတ်များအားလုံးဘဝမောများပြေပြောင်းနိုင်ကြပါစေလို့ကျမတို့ channel လေးမှာ စုတောင်းမြတ်တာပို့သလိုက်ရပါတယ်ရှင်